ဗြိတိန်နိုင်ငံလန်ဒန်မြို့ကိုရောက်ရှိနေတဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ဟာလန်ဒန်မြို့တော်ကောင်စီကပေးအပ်တဲ့ဂုဏ်နူးဆောင်ဆုကိုမေလ10ရက်နေ့ကလန်ဒန်မြို့မှာလက်ခံရယူခဲ့ပါတယ်။အဆိုပါ Honorary Freedom of the City of London ဂုဏ်နူးဆောင်ဆုဟာလန်ဒန်မြို့တော်ကပေးအပ်တဲ့အဆင့်အမြင့်ဆုံးဆုဖြစ်ပြီးစုချီးမြှင့်ပွဲကိုလည်းလန်ဒန်မြို့လယ်မှာရှိတဲ့ Guildhall at Gallery အဆောက်အဦမှာကျင်းပခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးလွတ်လပ်မှုနဲ့ဒီမိုကရေစီစနစ်ဖြစ်ထွန်းရေးအတွက်အကြမ်းမဖက်တဲ့နီးလန်းနဲ့ကျိုးပန်းဆောင်ရွက်ခဲ့မှုနဲ့ကမ္ဘာနိုင်ငံရေးစင်မြစ်မှာထူးချွန်ပြောင်မြောက်တဲ့ခေါင်းဆောင်မှုတွေအတွက်အဆိုပါဂုဏ်နူးဆောင်စုကိုဒေါအောင်ဆန်းစုကြည်ကိုပေးအပ်ချီးမြှင့်တာဖြစ်တယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်မှုမှာဖော်ပြထားပါတယ်။ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာစုချင်းညင်ပွဲမတိုင်ခင်မေလ၈ရက်နေ့ဒေသစံတော်ချိန်နနက်၁၇နာရီခွဲမှာဗြိတိန်ကာကွယ်ရေးဝန်ကြီးဆောမိုက်ကယ်ဖယ်လင်နဲ့လန်ဒန်မြို့မှာရှိတဲ့ကာကွယ်ရေးဝန်ကြီးတို့မှတွေ့ဆုံခဲ့ကြတယ်လို့သိရပါဗျာ။ ဒေတာစံတော်ချိန်မွန်လဲ၁၂နှစ်ခွဲမှာတော့ Gail Hall မှာကျင်းပတဲ့ Honorary Freedom of the City Award of London ဆုချီးမြှင့်ပွဲကိုတက်ရောက်ပြီးဆုလက်ခံရယူခဲ့တာဖြစ်ပါတယ်။ Honorary Freedom of the City of London ဆုကိုဒေါအောင်ဆန်းစုကြည်ကိုချီးမြှင့်မှုအတွက်နှစ်ပေါင်း980သက်တမ်းရှိတဲ့ London မြို့တော်ကောင်စီရဲ့တဘာပတိအဖွဲ့ဝင်အားလုံးကတကြီးတညွတ်သေးဆုံးဖြတ်ခဲ့ကြတယ်လို့လည်းနိုင်ငံတကာသတင်းဌာနတွေကဖော်ပြခဲ့ပြီးအဲဒီဆုဟာနိုင်ငံတကာကအထင်ကရပုံကိုယ်တွေကိုဂုဏ်ပြုတဲ့အနေနဲ့ ့ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။အဲ့ဒီဂုဏ်သူဆောင်ဆုကိုဗြိတိန်ဝန်ကြီးချုပ်ဟောင်းမာဂရက်သက်ချာတောင်အာဖရိကသမ္မတနိုင်ငံသမ္မတဟောင်းနယ်ဆန်မင်ဒဲလာကမ္ဘာကျော်သိပ္ပံပညာရှင်ပေါမွန်ခစတီဗင်ဟော့ကင်းနဲ့ဗြိတိန်နိုင်ငံဝေးလမင်းသမီးဒိုင်ယာနာတို့လည်းဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရဘူးတာဖြစ်ပါတယ်။ စုချင်းမြင့်ပွဲမကျင်းပမီနဲ့ကျင်းပနေစဉ်အတွင်းအခမ်းအနားကျင်းပရာ Gay Hall at Gallery အစအဦးအပြင်ဘက်မှာကန့်ကွက်ဆန္ဒပြမှုတွေနဲ့တံပြန်ဆန္ဒပြမှုတွေအပြန်အလှန်ဖြစ်ပွားခဲ့ပြီးလန်ဒန်မြို့တော်ဝန်ကလည်းတံပြန်ဆန္ဒပြမှုကိုထောက်ခံကြောင်းဒေါက်ဆန်းစုကြည်ဘက်ကရည်တည်ကြောင်းပြောကြားခဲ့တယ်လို့နိုင်ငံတကာသတင်းတရက်ကဖော်ပြခဲ့ပါတယ်။စုချင်းမြင့်ပွဲအပြီးမှာနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ထောင်ဆန်းစုကြည်ကိုလန်ဒန်မြို့တော်ဝန်ကဂုံပြူနေလေစာနဲ့တက်ခင်းအခမ်းခဲ့ပါရယ်။ နိုင်ငံတော်ရဲ့တိုင်ပင်ခံပို့ကိုထောင်ဆန်းစုကြည်ဟာမေလ10ရက်နေ့ဒေသစံတော်ချိန်ညနေ4:00နာရီမှာဗြိတိန်နိုင်ငံနိုင်ငံသားကြီးနဲ့တနတဟာယရေးရာဝန်ကြီးဌာနအာရှနဲ့ပစိဖိတ်ရေးရာဒုတိယဝန်ကြီးနဲ့တွေ့ဆုံခဲ့ပြီးမြန်မာနိုင်ငံမှာအမျိုးသားပြည်လဲတည်မြဲရေးနဲ့ငြိမ်းချမ်းရေးရရှိဖို့အကောင့်အထည်ဖော်ဆောင်ရွက်နေမှုရခိုင်ပြည်နယ်အရေးကိစ္စနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကိုစွန့်ဆောင်ရေးမြှင့်တင်မှုတင်နှင်းတွေပေးအပ်ရေးကိစ္စရပ်တွေကိုရင်းရင်းနှီးနှီးဆွေးနွေးခဲ့ပါတယ်။ ဆက်လက်ပြီးနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဟာဒေတာစံတော်ချိန်ညနေ၄နာရီခွဲမှာဗြိတိန်နိုင်ငံအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Mr. Rory Stewart MP နဲ့တွေ့ဆုံခဲ့ပြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗြိတိန်နိုင်ငံကပတ်မိုးကူညီဆောင်ရွက်ပေးလျက်ရှိတဲ့ကိစ္စရပ်တွေမြန်မာဗြိတိန်နှစ်နိုင်ငံကြားပညာရေး၊ကျန်းမာရေး၊လျှက်စစ်စွန့်ရင်စတဲ့ကဏ္ဍတွေကိုပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက်အမြင့်ချင်းဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့နိုင်ငံကြားဝင်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတော်ရဲ့တာဝန်ခံပုဂ္ဂိုလ်ဟာဗြိတိန်ရောက်မြန်မာနိုင်ငံသားတွေနဲ့ဒီကနေ့မေလ9ရက်နေ့မနက်ပိုင်းမှာတွေ့ဆုံမှုအတွက်အစီအစဉ်ရှိရလို့သိရပါဗျ။